ဗဟိုတိုင်းအနောက်ချက်နက်တလင်းမြို့နယ်အရှိပါရှိစစ်ကောင်စီတပ်ရဲ့ဓမ္မငယ်ရေကင်းစခန်းကိုမေလ၂ရက်ဒီမနက်၄နာရီလောက်မှာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်၃ဦးသေကလက်နက်ခဲယံအချို့သိမ်းဆည်းရမိတယ်လို့တရင်၃၈တုံညာတိတပ်ခွဲနှစ်စီကသိရပါဗျ။စစ်ကောင်စီတပ်သားရဲနဲ့ပြည်စော်ဒီအင်အား၅ဦးခန့်ရှိတဲ့ဓမ္မငယ်နယ်မြေရေကင်းစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးနှစ်ဖက်အပြန်အလှန်ပစ်ခတ်ချိန်တနအီလောက်ကြာမြင့်ခဲ့တာလို့ဆိုပါတယ်။ ိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကနှစ်ဦးသေဆုံးပြီးကွက်တိစေယုံမှတအူးထမှတ်သေဆုံးခဲ့တယ်လို့တရင်3831တက်ခွဲနှစ်ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။လက်ရှိမှာအဲ့ဒီစကန်ကစေယုံစုဝင်တွေဟာ တမန်ငယ်စခန်းဝင်းကျင်မှာကင်းပတ်နေတယ်လို့သတင်းရကြောင်းသူကဆက်ပြောပါတယ်တိုက်ပွဲအတွင်း G3 တနက်တလက်၊ကပိုင်း၃လက်၊ MA3 တလက်၊60မမစိန်မြောင်းတလက်60မမဘုံဒီ၉လုံး၊ပလတ်စတစ်နေမိုက်၅လုံး၊ရင်ဖြတ်မိုက်၄လုံး G3 G120 တောင်းတို့ကိုသိမ်းဆီရရှိခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီတိုက်ပွဲကိုတရင်သုံးရှိတုံညာတေတက်ခွဲနဲ့တက်ခွဲ6နဲ့နတလီပါကဖာတို့ကပူးပေါင်းလှုပ်ဆောင်နေတာလို့သိရပါဗျ။ပြီးခဲ့တဲ့ဧပြီ28ရက်နေ့ကလည်းဘ ഹു တိုင်းနောက်ချက်မင်းလာမြို့နယ် တရော်ပုံးရွာထက်ရဲ့နီးမှာစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပြီးစစ်ကောင်စီတပ်သား10ဦးတွေကတပ်ဦးကိုအရှင်ဖမ်းမိခဲ့တဲ့အပြင်လက်နက်ခဲယမ်းတွေလည်းသိမ်းဆီးခဲ့ပါသေးတယ်။